ရွေးကောက်ပွဲကမဖြစ်ဖြစ်အောင်လုပ်မှာဖြစ်တဲ့အတွက်ကြောင့်ရွေးကောက်ပွဲကိုမဲပေးကြပါမဖြစ်ဖြစ်အောင်လုပ်တိုင်းလဲကောင်းတာမဟုတ်ပါဘူးမဖြစ်ဖြစ်အောင်ဇွတ်လုပ်လို့စိုးသွားတာတွေအများကြီးရှိပါတယ်ဟုတ်ပါတယ်ရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်လုပ်ဖို့စစ်ကောင်စီကတနက်ကင်ချိတ်ချောက်ကျိန်းမောင်းနေတာအလုံးအသိပါအဲ့တော့မဖြစ်ချင်းဖြစ်ချင်းနဲ့ဖြစ်ရတော့မယ့်အနေထားပါဒီရွေးကောက်ပွဲဟာရက်ဆက်စွာကျင်းပသောရွေးကောက်ပွဲပါဘာကြောင့်ရက်ဆက်စွာကျင်းပသော ွေးကောက်ပွဲလဲဆိုတော့ရွေးကောက်ပွဲလေးတစ်ခုလုပ်လို့ရဖို့အတွက်ပြည်သူလူထုကိုရရက်ဆက်ဆက်ဖိနှိပ်နေလို့ပါသူတို့အာဏာရဖို့အတွက်ပြည်သူလူထုကိုရရက်ဆက်ဆက်တပ်ဖြတ်နေလို့ပါဘလို့ရက်ဆက်တယ်လဲဆိုတော့စဉ်းစားကြည့်ပါရွေးကောက်ပွဲလုပ်နိုင်ဖို့အတွက်အကြီးအကျယ်ဘုံကျဲနေပါတယ်ပြီးကြတဲ့လကရှမ်းမြောက်ကိုအဓိကထားပြီးတော့တနင်္ဂနွေလုံးကိုဘုံကျဲသွားတာဟာစံချိန်တင်ဘုံကျဲတိုက်ခိုက်မှုကြီးပါကဲဒရင်သမားဆိုတော့အချက်အလက်နဲ့ပြောပါမယ်ပြီးကြတဲ့အော်တိုဘားလအတွင်းမှာ ပြည်သူလူထုနေတဲ့မြို့ရွာတွေအပေါ်မှာစစ်ကောင်စီကစုစုပေါင်း142ကြိမ်ဘုံကျဲခဲ့ပြီးတော့အရတားပြည်သူ165ယောက်သေဆုံးခဲ့တယ်လို့နောက်ထပ်တခြားလူ305ယောက်လည်းဒဏ်ရာရခဲ့တယ်လို့မြမစစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာလေလာရေးအဖွဲ့ MDSI ကနိုဝင်ဘာလ9ရက်နေ့မှာထုတ်ပြန်ထားပါတယ်သေဆုံးတဲ့အထက်မှာကလေးငယ်တွေအများအပြားပါဝင်ပါတယ်မိုးကုတ်မြို့ဖူဆယ်ဘောလုံးပွဲကိုဘုံကျဲမှုကြောင့်ကလေးငယ်တယောက်ဟာဥကောင်းပြတ်ထွက်သွားပါတယ် မြောင်ဘက်ကခလေးငယ်တယောက်ဆိုလို့ရှိရင်အရင်နှုံးကလေရင်နဲ့ဘုံကျဲလို့6လောက်တစ်ဖက်ဖြတ်ထားရပြီးတဲ့နောက်အော်တိုဘာလဘုံကျဲမှုမှာဝမ်းပိုက်နဲ့ခန္ဓာကိုယ်နေရာတချို့မှာထပ်မံပြီးတော့ဒဏ်ရာရခဲ့ပါတယ်။သတင်းကျွတ်လာပြည့်နေ့ချောင်းဦးမှာစီမီတပိတ်ကိုဘုံကျဲတက်ခိုက်မှုကြောင့်အ ਨੇ စုံအရသား28ယောက်အထိတိတ်ဆုံးခဲ့ပါတယ်။အရသားကိုတမင်ပြစ်မှတ်ထားပြီးတော့ဘုံကျဲတက်ခိုက်ခဲ့ကြောင်းအလွန်ထင်ရှားတဲ့ဖြစ်စဉ်တစ်ခုပါ။အခုရှမ်းမြောက်မှာမိုးကုတ်မိုးမိတ်ကနေပြီးစုပ်ပေးဖို့ TNL ကသဘောတူလိုက်လို့ရှမ်းမြောက်ကိုဘုံလျှော့ကျဲပြီးရခိုင်နဲ့စကိုင်းတိုင်းကိုဘုံတိုးကျဲနေပြန်ပါတယ်။နိုဝင်ဘာလ10ရက်နေ့ကပဲတပင်းမြို့နယ်တဲကဆက်ပြချင်းရွာအပဝင်ရွာတချို့ကိုစစ်တပ်ကဘုံကျဲလို့လူဒရာစင်ကျော်ဒဏ်ရာသွားခဲ့ပါတယ်။ရွေးကောက်ပွဲကိုဝေဖန်လို့လူ88ယောက်ကိုဖမ်းဆီးထားကြောင်းပြည်ထောင်စုဝန်ကြီးထွန်းထွန်းအောင်ကကြေညာပြောဆိုပါတယ်။အဲ့ဒီထဲမှာတချို့ကိုဆိုလို့ရှိရင် လိုက်ကလေးပေးုံအသေးလေးပေးုံနဲ့ဖမ်းဆီးသွားတာလို့သိရပါတယ်အဲ့ဒါလို့ရဲရဲဆက်ဆက်နဲ့တရားမဲ့လုံရက်အလွန်ကျွံလုံရက်တွေကိုဗတ်ကြောင်လုံနေတယ်လေဆိုတော့ရွေးကောက်ပွဲကြောင့်ပိုတိုးလုံနေတာပါရွေးကောက်ပွဲကိုပို့ပြီးတော့နေမြေတိုးချက်ကျင်းပနိုင်မှုရွေးကောက်ပွဲလုတ်ချိန်မှာမနှောက်ရှက်ရဲအောင်ချိတ်ချောက်ဖို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့လုံနေတာပါဒီနေ့ဟာသူတို့ပါတီအတွက်သွေးသစ်လောင်းတဲ့နေ့လို့ဗိုလ်ချုပ်ခင်ကြီးကနေလူထွက်လာတဲ့ ဥခင်ကြီးကပြောပါတယ်တကယ်တော့သူတို့ပါတီကိုပြည်သူလူထုရဲ့သွေးအစ်စ်တွေနဲ့လောင်းနေနေပါနိုင်ငံနေရာအနှံ့ဘုံကျဲမိရှုတနက်နဲ့ပြစ်ခတ်ရာကနေထွက်လာတဲ့ပြည်သူသွေးအစ်စ်တွေနဲ့လောင်းထားတာပါအဲ့တော့ကျွန်တော်အဲ့ဒီမှာသွားရွေးခိုင်းကျွန်တော်ကိုမဲထက်ပါပဲဘာလို့လဲဆိုတော့ energy မရှိတော့ဘူးသူပြောတာကိုနားထောင်ကြည့်အဲ့ဒါဆိုသူတို့ရဲ့မဟာဗျူကဘာလဲဆိုတာသိနိုင်ပါလိမ့်မယ် ဒီရွေးကောက်ပွဲမှာအနိုင်ရဖို့အတွက်အဓိကစ조사အကောင့်ထယ်ဖော်လိုက်တဲ့သူတို့ရဲ့အကမဟာတင်ရကဗျူဟာကတော့တခြားမဟုတ်ပါဘူးအနေဒီကလူတွေကိုထောင်ချပြီးတော့ပါတီကိုဖျက်သိမ်းလိုက်တာပါပဲမင်းကငါတို့ဆော်တော့မယ်မင်းအလင်းဝင်ပါလားငွေငွေဆိုအဲ့ညာတမအကုန်ထိုးပြုံထိုးအဲ့လိုပတ်ပိုင်ပတ်တနေချင်းတနေချင်းအပြတ်ရှင်ကြည့်ရင်ဆွဲကြည့်ရင်ယူပေါ့အဲ့လိုအပြတ်ချ เนาะကျွန်တော် KNU တက်မှ9မှဝင်တိုက်တာကျွန်တော်ပါတယ်เนาะ96ခုနဲ့ကတက်မှ9မှဝင်တယ် KNU စကတ်တစ်ခုမှမကြောက်ညီမမိပေါ်မှာဟိုမင်းသမီးစကန်းနေရောဘာတွေရောအကုန်လုံးเนาะတောင်ပိုင်းတဲ့ area တွေမှာတစ်ခုမှမကြောက်အဲ့လိုဆော်တာအဲ့ဒီပုံစံတိုင်းတစ်ဖွဲ့ချင်းဆော်ရသူတို့နိုင်ရင်တိုင်းရင်းသားတွေကိုတစ်ဖွဲ့ချင်းစီခွဲပြီးတော့အပြုတ်ဖြုတ်ပြင်မယ်အသေးဆော်မယ်လို့ကြုံဝါနေပါတယ်ဒါပေမဲ့ သူတို့ဒီလိုလောက်တာဟာလောက်ရရှုနှက်ပါမလားသူတို့လောက်တဲ့ရွေးကောက်ပွဲအောင်မြင်မှမလားဥကူကူကြီးပြောတယ်လို့မဖြစ်ဖြစ်အောင်လုပ်လို့ဖြစ်ပါပြီရဲ့သူတို့လောက်တဲ့ရွေးကောက်ပွဲကို နိုင်ငံတကာကအသိမှတ်ပြုထောက်ခံကြပါမလားကျွန်တော်တို့ Think Media ရဲ့ဗီဒီယိုတွေကိုတစ်ခုလုံးကူးယူတာဖြတ်တောက်ပြင်ဆင်ပြီးတော့ပြန်တင်တာတွေမလုပ်ကြဘူးမြစ်တာရက်ခတ်ပါတယ်အဲ့ဒါလို့ခိုးကူးပြန်တင်လောက်တာတွေဟာ မီဒီယာရဲ့ယက်တီရဲ့အတွက်ကြီးကြီးမားမားအဟံအတာအနောက်ရှက်ဖြစ်လာနေပါတယ်။ပြည်သက်များအနေနဲ့လည်းခိုးကူးပြန်တင်တာတွေကို အားမပေးကြဘဲနဲ့မူရင်း TM Media YouTube မှာသာကြည့်ရှုအားပေးခြင်းအဖြစ်မီဒီယာရေရှည်ယက်တီနိုင်ရေးကို အားပေးကူညီကြပါလို့မြစ်တာရက်ခံပါတယ်ခင်ဗျာ။ Mr. Speaker, the people of Myanmar are bravely resisting uh, one of the most brutal military dictatorships in the world today, and they deserve our help. The war criminals. မြန်မာနိုင်ငံပြည်သူတွေဟာကမ္ဘာမှာအရက်ဆက်အကြမ်းကြုတ်ဆုံးစစ်အာဏာရှင်စနစ်ကိုရဲရဲရင်ရင်ခုခံကာကွယ်နေပါတယ်။သူတို့ကိုကူညီပေးဖို့တင့်ပါတယ်။မြန်မာနိုင်ငံကိုကြိုးကန်အုပ်ချုပ်နေတဲ့စစ်ရာဇဝတ်ကောင်တွေဟာဒီနှစ်မကုန်ခင်ရွေးကောက်ပွဲလုပ်ဖို့ပြင်ဆင်နေပါတယ်။အဲ့ဒါဟာအထွေထွေရွေးကောက်ပွဲ General Election မဟုတ်ပါဘူး။ဗိုလ်ချုပ်တွေလုပ်တဲ့ရွေးကောက်ပွဲ generous election မှာစေအုပ်စုကသူတို့အလွန်ဆာလောင်မွတ်သိမ့်နေတဲ့တရားဝင်မှုကိုရဖို့အတွက်ကိုကျိုးရှာအမျက်ထုတ်ဖို့ဒီဇိုင်းလုပ်ပြင်ဆင်ထားတဲ့ရွေးကောက်ပွဲပါဒါဟာလွတ်လပ်မြတ်တဲ့ရွေးကောက်ပွဲမဖြစ်နိုင်ပါဘူးဒါဟာရွေးကောက်ပွဲအတုတာဖြစ်ပါတယ်ဒီရွေးကောက်ပွဲဟာအထွေထွေရွေးကောက်ပွဲ general election မဟုတ်ဘူးဗိုလ်ချုပ်တွေဖို့လုပ်တဲ့ရွေးကောက်ပွဲ general election လို့ဝေဖန်သွားတဲ့သူကနယူးဇီလန်လွှတ်တော်အမတ်ပါ that these elections um are a sham. They're a fraud. You cannot have a free and fair election when you uh, arrest, detain, imprison, and torture uh, the leaders of the political opposition. ကျွန်တော်25ခုနှစ်ဒီဇင်ဘာ28မှာလုံမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြောရရင်အဲ့ဒါဟာအတူရောင်မှာအလိညာရွေးကောက်ပွဲပါအတိုက်ခံနိုင်ငံရေးခေါင်းဆောင်ကိုဖမ်းဆီးထိန်းသိမ်းထောင်ချညှဉ်းပန်းထားပြီးတော့လုံတဲ့ရွေးကောက်ပွဲဟာလွတ်လပ်မြတ်တာတဲ့ရွေးကောက်ပွဲ uh, <laughs> မဖြစ်နိုင်ပါဘူးပြီးခဲ့တဲ့ရွေးကောက်ပွဲ20မှာတောင်ပြိုကမ်းပြိုနိုင်ခဲ့တဲ့ NLD အပါအဝင်ပါတီပေါင်း40ကိုဖျက်သိမ်းပြီးတော့လုပ်တဲ့ရွေးကောက်ပွဲဟာတရားမျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်ပါဘူးဒါကကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလူ့ခွင့်ရေးအထူးကိုယ်စားလှယ် Trump Andrews ပါ I don't think anybody believes that those elections will be free and fair. I don't think anybody believes those election elections will continue. ဒီရွေးကောက်ပွဲကလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်လိမ့်မယ်လို့ဘယ်သူကမှမယုံကြပါဘူး။ ဗမာပြည်ရဲ့ပြဿနာတွေကိုအပြေထုတ်ဖို့အတွက်ဒီရွေးကောက်ပွဲကဘာတစ်ခုမှကောင်းကျိုးပြုလိမ့်မယ်လို့လည်းမထင်ပါဘူး။ဒီအချိန်ဟာလူသားချင်းစာနာတဲ့အကူအညီတွေတိုးပေးရမယ့်အချိန်ပါ။အကြံပတ်မှုတွေကိုရရမယ့်အချိန်ပါ။အခြေခံဥပဒေကိုလေးစားလိုက်နာတဲ့ရသားစုအတည်းပေါ်ပေါက်လာအောင်လမ်းကင်းပေးရမယ့်အချိန်ပါ။ဒီစကားကသိအရေးကြီးပါတယ်။ကုလသမဂ္ဂအတွင်းမှုချုပ်ကိုတိုင်အာဆီယံထိပ်သီးအစည်းအဝေးမှာအောက်တိုဘာလ28ရက်နေ့တုန်းကပြောတော်တာပါ။ဒါအပြင်အာဆီယံဖွဲ့ကလည်း မြန်မာနိုင်ငံမှာလုံမဲ့ရွေးကောက်ပွဲအတွက်စောင့်ကြည့်လေ့လာမဲ့အဖွဲ့ဆေလွတ်မပေးဘူးလို့ညင်းလိုက်ပါပြီ။ဒါဟာအဲ့ဒီရွေးကောက်ပွဲကိုအတိမတ်မပြုတ်ဘူးလို့ညင်းလိုက်တဲ့သဘောပါပဲ။ရွေးကောက်ပွဲတစ်ခုကိုစောင့်ကြည့်လေ့လာတဲ့အဖွဲ့ဆေလွတ်တယ်ဆိုတာကအဲ့ဒီရွေးကောက်ပွဲရဲ့ရလက်အပေါ်မှာမျောလင်းချက်ထားလို့တကယ်တရားမျှတတဲ့ရွေးကောက်ပွဲဟုတ်မဟုတ်လာရောက်စောင့်ကြည့်တဲ့သဘောပါ။လာကြည့်ပြီးတော့မတရားတာမဲခိုးတာမတွေ့ဘူးဆိုရင်ထောက်ခံပေးမယ်သဘောပါ။ ဒီရွေးကောက်ပွဲကတရားမယ်မတရားဘူးဆိုတာကိုသိမ့်မသိကြသေးလို့ရှိရင်လဲလာဆောင်ကြည့်တတ်ပါတယ်စောင့်ကြည့်ပြီးတော့မတရားရင်မတရားဘူးလို့ပြောပါတယ်တရားတယ်ဆိုရင်လွတ်လပ်ပြီးတော့တရားမျှတကြောင်းကြီးညာပေးပါတယ်အခုဟာကစောင့်ကြည့်တဲ့အဖွဲကိုလွတ်တောင်လွတ်မပေးနိုင်ဘူးလို့ညင်းလိုက်တယ်ဆိုတဲ့သဘောကမင်းတို့ဟာကမတရားတာသေချာနေလို့လာပြီးတော့ကြည့်တောင်ကြည့်မပေးနိုင်ဘူးလို့ညင်းလိုက်တာပါပဲအဲ့ဒီသဘောကဘာလဲဆိုတော့ရွေးကောက်ပွဲကိုပယ်ချတဲ့သဘောပါပဲ လာပြီးတော့ကြည့်လို့ရှိရင်တော့မှတစုံတရာအတိမတ်ပြုတ်လို့ဖြစ်သွားမှာဆိုလို့လုံးဝကန့်ကွက်ပယ်ချလိုက်တဲ့သဘောပါအာဆီယံဘုံသဘောထား၅ချက်ထဲမှာအကြမ်းဖက်မှုအလုံးကိုရပ်တန့်ရမယ်လို့ပြောထားပါတယ်အကြမ်းဖက်မှုတွေကိုမရပ်တန့်မဲလုပ်တဲ့ရွေးကောက်ပွဲဟာတရားမျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်ဘူးလို့လည်းအာဆီယံကပြောထားပြီးသားပါ၂020ခုနှစ်တုန်းကလုပ်တဲ့ရွေးကောက်ပွဲမှာတော့ကမ္ဘာနာမည်ကျော်ဂုံတေရှိတိတ်ခါရှိရွေးကောက်ပွဲစောင့်ကြည့်လေ့လာရဲ့ဖွဲ့တွေ လာပြီးတော့စောင့်ကြည့်ခဲ့ကြပါတယ်။အဲ့ဒီအထက်မှာ The Carter Center Asia Network for Free Election The European Union Election Observation Mission International Institute for Democracy and Electoral Assistance IDEA International Foundation for Electoral System IFES တို့ပါဝင်ကြပါတယ်။ဂျပန်အစိုးရစောင့်ကြည့်လေ့လာရေးအဖွဲ့လည်းပါဝင်ပါတယ်။နိုင်ငံတကာတန်တမန်တွေလည်း လာရောက်ပြီးတော့စောင့်ကြည့်ကြပါတယ်စုစုပေါင်းနိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့ဝင်အရေးအတွက်ကိုပြောမယ်ဆိုလို့ရှိရင်နိုင်ငံတကာစောင့်ကြည့်လေ့လာသူအရေးအတွက်က134ယောက်နိုင်ငံတကာတန်တမန်က182ယောက်ရှိပါတယ်အဲ့ဒီစောင့်ကြည့်လေ့လာတဲ့လူစုစုပေါင်း300နီးပါးမှာဘယ်သူကမှရွေးကောက်ပွဲဟာမတရားပါဘူးလို့မပြောခဲ့ပါဘူး2020ရွေးကောက်ပွဲကိုမတရားဘူးလို့ပြောတာကစစ်တပ်နဲ့ကြက်ဖို့ကပြောတာပါအခုသူတို့လုပ်မဲ့ ရွေးကောက်ပွဲကြီးကတော့အပြည့်အပြည့်နဲ့နှာခေါင်းသွေးထွက်နေပါပြီ။ဘေတိဆိုတာနဲ့ကွဲနေပါပြီ။ရွေးကောက်ပွဲတောင်မဆရသေးပါဘူး။မတရားတဲ့ရွေးကောက်ပွဲဆိုတာကိုနိုင်ငံတကာကသိနေပြောနေပါပြီ။ရွေးကောက်ပွဲမဆရသေးပဲနဲ့တရားတာမတရားတာဘယ်လိုလုပ်သိနိုင်မှာလဲလို့မေးချင်တဲ့သူရှိပါသေးသလား။သူတို့ကိုနိုင်ထားတဲ့ပါတီဝင်မပြိုင်ရဘူးလို့ပိတ်ထားကြတဲ့ကတရားသလားမတရားဘူးလားဆိုတာထင်ရှားလွန်လာပါပြီ။စစ်တပ်ဆိုတာဘယ်ပါတီဘက်ကိုမှဗက်မလဲရပါဘူး။ အခုဘုံမဲအောင်တိုင်းတို့စစ်တပ်ဟာဘယ်ပါတီကိုမှဗက်မလိုက်တဲ့စစ်တပ်ဟုတ်ပါရဲ့လားဒိုင်လူကြီးဆိုတာဘယ်အသိနဲ့မှမပတ်သက်ရပါဘူးအခုဒိုင်လူကြီးလောက်ပြီးတော့ရွေးကောက်ပွဲလုပ်ပါမယ်ဆိုတော့စစ်တပ်ဟာဘယ်အသိနဲ့မှမပတ်သက်တဲ့သူဟုတ်ပါရဲ့လားစစ်တပ်ထဲကဘိုးချုပ်ကြီးတွေကိုအခုထိတောင်မှလက်ရှိယာတုကနေမနှုတ်ထွက်ရသေးပဲနဲ့ကျက်ဖွဲ့ပါတီတဲကိုဝင်ပြီးတော့လွှတ်တော်ကိုယ်စားလှယ်လောင်းစင်းသွင်းခိုင်းထားပါတယ်မဲဆွေတာတွေကိုလည်း လုပ်နေပါတယ်။ဘယ်မှာလဲဗမ်းမလိုက်မှုဘယ်မှာလဲတရားမျှတမှုအရင်ရွေးကောက်ပွဲတွေမှာငါတို့ဒိုင်မလုပ်ရလို့ရှုံးတာလို့ယူဆပြီးတော့အာဏာသိမ်းပါတယ်။ပြီးတော့ကိုယ်တိုင်ဒိုင်လူကြီးလုပ်ပြီးတော့ရွေးကောက်ပွဲအစ်စ်ပြန်လုပ်ပါတယ်။ပြီးတော့ပြိုင်ဘက်ပါတီရဲ့ခေါင်းဆောင်တွေကိုဖမ်းပါတယ်။ပြီးတော့အဲ့ဒီပါတီကိုရွေးကောက်ပွဲဝင်လို့မရအောင်ဖျက်သိမ်းလိုက်ပါတယ်။အမေသူတို့ဖျက်တာမဟုတ်ဘူးတဲ့ဗျ။အဲ့ဒီပါတီကဝစ်တောက်ဖြစ်သွားတာတဲ့ း NLD မရှိတော့ NLD ကကျွန်တော်တို့ဘယ်သူမှပြောကမရှိဘူးဗျခင်ဗျအိမ်မှာရှိတဲ့ဆိုင်ကယ်လေးကိုတတမ်းမတိုးရင်ခင်ဗျဝတ်တောက်ဖြစ်သွားမယ်ဒါဆိုင်ကယ်လေးနော်ခင်ဗျ NLD ကလည်းတတမ်းမတိုးတော့ဝတ်တောက်ဖြစ်သွားတာဒါဘယ်သူပြောကမှမပါဘူးအဲ့တော့ NLD မရှိလို့ကျွန်တော်နိုင်နေမနိုင်နေမပြောနဲ့ပါတီကောင်းဆောင်တွေကိုဖန်ဆီးထောင်ချအရင်ရွေးကောက်ပွဲရလက်တွေကိုပယ်ဖျက်ရုံသာမကနောက်တခါအဲ့ဒီလူတွေမပါဘဲမှတ်ပုံတင် ပြန်တင်ရမယ်လို့အကြက်ကင်ပါတယ်အဲ့ဒါလို့အကြက်ကင်တာကိုလက်မခံမှတ်ပုံမတင်လို့ without party တဲ့ဘူးလက်လက်ဆွေပြောသွားတာပါမော်တော်ဆိုင်ကယ်သာမှတ်ပုံမတင်မဲ့ without စီးလို့ရချင်ရပါမယ်မယံငယ်သာမှတ်ပုံမတင်မဲ့ without ယူထားတဲ့လူတွေရှိချင်ရှိပါလိမ့်မယ် without party ဆိုတာကတော့အရင်ကတခါမှမကြားဘူးပါဘူးဗျာစေအုပ်စုဟာတရားဝင်မှု legitimacy ဆိုတာကိုမရလို့တရားဝင်မှုရအောင်ရွေးကောက်ပွဲထထောင်တာပါအခုတော့ထိုင်နေမိရင်အကောင်းသား ထသွားမှကြိုးမှန်းသည့်ဆိုတာမျိုး ဖြစ်နေပါပြီတရားဝင်မှုလေးရမလားဆိုပြီးတော့ရွေးကောက်ပွဲထထောင်မိပါတယ်ရွေးကောက်ပွဲဆိုတော့မှနိုင်ငံတကာကစိတ်ဝင်စားလာပြီးတော့တတ်တာဖြတ်တာမိရှူတာညစ်ပတ်တာတွေအကုန်လုံးဘူးပေါ်သလိုပေါ်ရတဲ့အဖြစ်ပါတတလုံးဖုံးလာသမျှကုန်းကာမှအကုန်ပေါ်ရတဲ့အဖြစ်မျိုးပါရွေးကောက်ပွဲကဖြစ်ကိုဖြစ်အောင်လုပ်မှာပါတဲ့อืมဟုတ်ပါရဲ့ဖြစ်အောင်လုပ်ကြမဲ့ပုံပါဒါပေမဲ့မစခင်ကလေးကအချက်ကဗျံဗျံကြီးကွဲနေပါပြီ NLD မပါတော့ဒီတခါချောင်ရမလားလို့ဝင်လိုက်မိကြတဲ့ခါရောမီ9000စားအချောင်သမားတွေလည်းသူတို့ထင်တယ်လို့အချိန်နေကောင်းမဲ့ပုံတိတ်မမြင်ရပါဘူးတော်တော်ကြတော့မှဆရာကြီးတခင်ကိုရောမင်းပြောတဲ့ဂိမ်းမျိုးစိုက်နေပါအောင်မယ်တောင်ကြရင်နွားနှကောင်မဝတယ်လို့ပါမောင်ဘတ်ဖေ9000မရတော့ကြောင်းအော်စကားတောင်မှမပြောခြင်းဆိုတဲ့ဂိမ်းမျိုးပါဝါရဖျံဗီဒီယိုကိုအသေးလေးပြပြီးလို့ဒါရိုက်တာနှစ်ယောက်နဲ့စုစုပေါင်းလူ60ကျော်ထောင်ချခံထားရပါတယ်။ဒါပေမဲ့ ဲ့ဒါအလကားတော့မဖြစ်ပါဘူးသူတို့ထောင်ကျသွားတဲ့အတွက်မတရားမှုတွေကိုနိုင်ငံတကာကပိုသိသွားပါတယ်သူတို့ထောင်ကျသွားတဲ့အတွက်ရွေးကောက်ပွဲကိုပြည်သူတွေကမလိုလားကြောင်းနိုင်ငံတကာကကောင်းကောင်းသိသွားပါတယ်ရွေးကောက်ပွဲကိုမဲမပေးမနေရချိမ့်ချောက်နေလို့ပြည်သူတွေစိတ်ပြက်နေကြပါတယ်စိတ်မပြက်ကြပါနဲ့ဗျာမတရားဖိနှိပ်နေကြောင်းလူအများသိအောင်နိုင်ငံတကာသိအောင်တတ်နိုင်တဲ့နည်းနဲ့တတ်နိုင်သလောက်ဖော်ထုတ်ကြပါအလကားမဖြစ်ပါဘူး ခင်ဗျားတို့ချင်းချောက်ခံလို့ဒေါသထွက်စိတ်ပြက်နေတယ်လို့ပဲဟိုမှာလဲသူများကိုအနိုင်ကျင့်ပြီးတော့အချောင်စားမယ်ဆိုတဲ့လူတွေမှာလဲရွေးကောက်ပွဲတောင်မှမဆရသေးဘူးဝိုင်းကန့်ကွက်နေကြလို့ဇောချွေးပြန်နေပါပြီဟိုလူပြေကဒီလူပြေကဟိုလူမျက်နှာချိုသွေးဒီလူမျက်နှာချိုသွေးလုံနေရပါပြီတောင်ပြေးမြောက်ပြေးရွာစော်ကြီးခွေးတွေလိုဖြစ်နေကြပါပြီဗျာ